မမရဲ့လုပ်ငန်းကတော့ဒီလုပ်ငန်းအလက်စားလေးပေါ့နော်လုပ်ငန်းလေးကို2010ခုနှစ်ကနေပြီးတော့မှစခဲ့ပါတယ်အဲတည်တည်လေးပေါ့ပထမကတော့ဆန်နဲ့ဆန်လေးတွေလောက်ပဲရောင်းတာပေါ့နော်အဲ့တမျိုးတွေကနေစပြီးတော့နောက်ပိုင်းပေါ့ဖြည်း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 ချင်းချက်ခဲ့တာပေါ့နော်အရင်တော့အခြေအနေကတော့နည်း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 ပဲထားနိုင်တာပေါ့ပစ္စည်းကိုအပိုးတွေပါတွေမွေးနိုင်ဘူးပေါ့အခုချင်းငွေနဲ့ကြတော့အတိုးနှုန်းနဲ့တက်တာတယ်ပြန်ရောင်းရတဲ့ပုံမှာလည်း ကိုကဒီ customer အတွက်ကိုပေါ့နော်ပစ္စည်းကိုလိုလေသေးမရှိအောင်ပေါ့တတ်နိုင်သလောက်ဖြည့်ဆည်းပေးနိုင်တယ်ပေါ့ရင်တော့က၅မျိုးရောင်းရင်အခု10မျိုးရောင်းနိုင်တာပေါ့နော်အလိုင်းရဲ့ချီးမွေဝင်ဆောင်မှုတွေစုဝင်ဝင်ဆောင်မှုတွေကအမားတို့အတွက်အရန်ကိုကောင်းတယ်အလိုင်းစုဝင်ရဲ့အာသာချက်ကတော့ကိုစုထားတဲ့ပတ်စံကိုလွယ်လင်းတကူပြန်ထုတ်နိုင်တယ်ပေါ့နော်ဒီအလိုင်းရဲ့မှာစုထားတဲ့စုဝင်ဆိုတာတော့တစ်ချိန်ကိုအရင်ကြီးနဲ့ပြန်ထည့်တာပေါ့နော်ဒီစုဝင်လေးကိုပြန်ထုတ်တဲ့ချိန်ဆိုအရန်ပြောတယ်အာငါစုခဲ့တာဒီလောက်တောင်ရတယ်ပေါ့ အဲ့လိုမျိုးလေးပေါ့အဲ့လိုပျော်ရွှင်မှုလေးကိုလည်းခံစားရတယ်လုပ်ငန်းတွေရတဲ့ဝင်ဝင်နဲ့မိဘတွေကို ကျန်းမာရေးအတွက်အထောက်ပံ့ပေးကြရတာရယ်တာသမီအတွက်ဒီပညာသင်ဖို့အတွက်အထောက်ပံ့ပေးကြရတာရယ်ဒီလုပ်ငန်းတွေရတဲ့ဝင်ဝင်နဲ့ပဲအကုန်လုံးလုပ်ပေးရတဲ့အတွက်ကြောင့်မလို့ PD လည်းဖြစ်တယ်ပလန်တော့ဒီထက်ပိုပြီးတော့အောင်မြင်တဲ့စီဝါရေးပေါ့နော်စီဝါရေးအရောင်းဝယ်တစ်ခုကိုလုံးမဲ့လို့ထီတော့တွေးရပါတယ်